ဆိုရှယ်လစ်ဝါရဆိုတာဘာလဲဆိုရှယ်လစ်ဝါရဆိုတဲ့စကားလုံးကိုလူမှုစီးပွားရေးဆွေးနွေးပွဲတွေမှာမကြာခဏကြားရတတ်ပါတယ်ဒီစကားလုံးဟာနိုင်ငံရေးလောကမှာအရေးပါတဲ့အခမ်းကဏ္ဍပါဝင်နေပြီးတကယ်တမ်းကျတော့လူ့ဖွဲ့စည်းတစ်ခုလုံးရဲ့အခြေခံအယူဆနဲ့လက်တွေ့ကျတဲ့စနစ်တစ်ခုကိုကိုစားပြုပါတယ်ဆိုရှယ်လစ်ဝါရဆိုတာအရင်ခံအားဖြစ်တော့ထုတ်လုပ်ရေးနည်းလမ်းများဆိုလိုတာဆက်ယုံအလုတ်ယုံညေရ တဘာဝအရင်းမြစ်စတာတွေကိုတူးတယောက်ဒါမှမဟုတ်ပုဂ္ဂလကအဖွဲ့အစည်းတစ်ခုထဲကပိုင်ဆိုင်တာမျိုးမဟုတ်ပဲလူဖွဲ့စည်းတစ်ခုလုံးကစုပေါင်းပိုင်ဆိုင်ပြီးထိန်းချုပ်တဲ့စီးပွားရေးနဲ့လူမှုရေးစနစ်တစ်ခုဖြစ်ပါတယ်ဒီစနစ်ရဲ့အဓိကရည်ရွယ်ချက်ကတော့အရင်းရှင်ဝါဒကြောင့်ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေဖြစ်တဲ့ချမ်းသာသူနဲ့ဆင်းရဲသူကြားကြီးမားတဲ့ကွာဟမှုအလုတ်သမားတွေခေါင်းပုံဖျက်ခံရမှုနဲ့စီးပွားရေးမတည်ငြိမ်မှုတွေကိုရှော့ချပစ်ဖို့ဖြစ်ပါတယ်ဆိုရှယ်လစ်ဝါဒအညီအမျှခွဲဝေခံစားရင် တရားမျှတမှုနဲ့လူတိုင်းအတွက်အခြေခံလိုအပ်ချက်တွေပြည့်ဝရေးဆိုတဲ့မွန်မြတ်တဲ့စံနှုန်းတွေကိုအခြေခံထားပါတယ်။ဆိုရှယ်လစ်အသွေးအခေါ်ရဲ့အသက်ဝိညာဉ်ဟာစုပေါင်းပိုင်ဆိုင်မှုဆိုတဲ့သဘောတရားဖြစ်ပါတယ်။ဒီနေရာမှာပုဂ္ဂလကပိုင်ဆိုင်မှုအားလုံးကိုဖျက်သိမ်းပစ်ဖို့ဆိုလိုတာမဟုတ်ပဲစီးပွားရေးရဲ့အဓိကကဏ္ဍဖြစ်တဲ့ထုတ်လုပ်မှုအရင်းအမြစ်တွေကို လူထုကိုစားအစိုးရဓမ္မဝါယာမအဖွဲ့အစည်းဒါမှမဟုတ်အလုတ်တမားကောင်စီတွေက စီမံခန့်ခွဲပိုင်ဆိုင်တာကိုဆိုလိုပါတယ်။ ဥပမာအဖြစ်ဈေးယုံကြောင်းရစစ်ဓာတ်အားလိုမျိုးအများပြည်သူဆိုင်ရာဝန်ဆောင်မှုတွေဟာအမျက်အစွန်းကိုဥတီခြင်းမဟုတ်ပဲလူမှုဖူလုံရေးကိုဥတီပြီးလူတိုင်းလက်လန်းမိအောင်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။တမိုင်းအကြောင်းကိုပြန်ကြည့်မယ်ဆိုရင်ဆိုရှယ်လစ်ဝါဒ19ရာစုစက်မှုတော်လှန်ရေးခေတ်မှာစတင်အချိန်ဝါကြီးလာခဲ့တာကိုတွေ့ရပါတယ်။အဲ့ဒီခေတ်မှာစက်မှုလုပ်ငန်းရှင်တွေဟာကြီးမားတဲ့အမျက်အစွန်းတွေရရှိခဲ့ကြပြီမယ်။အလုတ်သမားတွေကတော့နိုင်ပေါင်းများစွာအလုတ်လုံး လောအခနည်းနည်းလေးသာရရှိပြီးအလွန်ဆိုးရွားတဲ့အခြေအနေတွေအောက်မှာနေထိုင်ကြရပါတယ်။ကာမတ်နဲ့ဖရီဒရစ်အန်ဂယ်ရိုလိုသွေးကော်ရှင်တွေကဒစ်စနစ်ကိုပြင်းပြင်းထန်ထန်ဝေဖန်ပြီးပုဂ္ဂလိကအမျက်ထုတ်မှုကိုအဆုံးသတ်ကာလူဒန်းစားကင်းမဲ့တဲ့လူဖွဲ့စည်းကိုထူထောင်ဖို့တိုက်တွန်းခဲ့ကြပါတယ်။ဆိုရှယ်လစ်ဝါဒရဲ့ပုံစံတွေအားလဲကမ္ဘာပေါ်မှာအမျိုးမျိုးကွဲပြားပါတယ်။ပုံစံတစ်ခုကတော့ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒဖြစ်ပါတယ်။ဒစ်စနစ်ကိုစကန်ဒီနေးဗီးယန်းနိုင်ငံတွေဖြစ်တဲ့ ဆွေဒင်၊နော်ဝေး၊ဒိန်းမတ်စတဲ့နိုင်ငံတွေမှာအများဆုံးတွေ့နိုင်ပြီးလူလက်တဲ့ရွေးကောက်ပွဲစနစ်နဲ့ဈေးကွက်စည်းဝါးရေးကိုထိန်းချုပ်ထားပြီးလူမှုဖူလုံရေးစနစ်ကြီးကိုပေါင်းစပ်ကျင့်သုံးတာဖြစ်ပါတယ်။ဒီစနစ်မှာတော့အရင်ရှင်ဝါရကိုလုံးဝပယ်ဖျက်တာမျိုးမဟုတ်ပဲအရင်ရှင်ဝါရရဲ့ချွေရင်ချက်တွေကိုပြည်သူအကျိုးပြုဥပဒေတွေနဲ့ပြန်လည်ဖြစ်တင်ပေးထားတာဖြစ်ပါတယ်။နောက်ထပ်ပုံစံတစ်ခုကတော့ဒေါ်လန်ရေးဆိုရှယ်လစ်ဝါရဖြစ်ပြီးဒီဟာကတော့မကြာခဏဆိုသလိုကွန်မြူနီဝါရနဲ့ဆက်ဆက်နေတတ်ပါတယ်။ ဒီအယူဆမှာအရင်ရှင်စနစ်ကိုလက်နက်ကင်တော်လန်ရေးဖြစ်ဖြူဖြက်ကထုတ်လုပ်မှုအားလုံးကိုနိုင်ငံတော်မှ ပိုင်ဆိုင်စီမံခန့်ခွဲတဲ့ဘူချုပ်ကင်မှုစီမံကိန်းစည်းဝါးရေးကိုတည်ထောင်ဖို့ရည်ရွယ်ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ဒီစနစ်ကိုကျင့်သုံးခဲ့တဲ့နိုင်ငံအများစုဟာဘျူရိုကရေစီရန်ရဲကြီးကြောင့်စီဝါရေးထိရောက်မှုနည်းပါးခြင်းနဲ့နိုင်ငံရေးလူလက်ခွင့်ကန့်သက်ခံရခြင်းတို့နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဆိုရှယ်လစ်ဝါရကိုထောက်ခံသူတွေရဲ့အဆိုအရ ဘစ်စနစ်ဟာလူသားတွေရဲ့အခြေခံလိုအပ်ချက်တွေကိုဦးစားပေးဖြစ်စေပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဝင်ငွေမညီမျှမှုနှဲပါခြင်း၊အလုတ်ကင် အာမခံချက်ရှိခြင်း၊ပညာရေးနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကိုအခမဲ့သို့မဟုတ်တန်ဖိုးနည်းနဲ့ရရှိနိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေဟာလူဖွဲ့စည်းရဲ့စည်းလုံးညီညွတ်မှုကိုတည်ဆောက်ပေးပြီးလူတိုင်းမိမိတို့ရဲ့စွမ်းရည်အပြည့်အဝကိုထုတ်ဖော်နိုင်ဖို့အခြေခံကိုဖန်တီးပေးပါတယ်။အချို့အဖြစ်ဆိုရရင် social media ဆိုတာစီးပွားရေးကို public အမျက်ထုတ်မှုထက် လူမှုဖူလုံရေးနဲ့တရားမျှတမှုဥတည်ပြီးစီမံခန့်ခွဲလိုတဲ့အသွေးခွန်နဲ့လက်တွေ့ကျတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ဘလို့ပုံစံနဲ့ပဲကျင့်သုံးသည့်ဖြစ်စေသူရဲ့ရွေချက်အတူတူပါပဲ။ပုံမမျှတပြီးလူသားဆန်တဲ့လူပေါင်းတစ်ကိုတိဆောက်ဖို့ဖြစ်ပါတယ်။အားလုံးပဲနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။အကြောင်းအရာအသစ်တွေကိုနေ့တိုင်းတင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်။ မင်္ဂလာရှိတဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။